အလုံးမဲမင်္ဂလာပါရှင်ဒီနေ့တော့အန်တီနန်းကနနံပင်စိုက်တဲ့နီးလေးကိုတင်ပြပေးမှာပဲဖြစ်ပါတယ်เนาะကို့အိမ်မှာစိုက်ထားတဲ့အပင်လေးရှိတယ်ဆိုရင်အချိန်မရွေးခုလိုခူးစားလို့ရပါတယ်เนาะဟောဒီနနံပင်နဲ့ဟောဒီပူတီနာလေးရဲ့ဟောဒီအကြော်ရဲ့ကတ်စားရင်အဆင်ပြေတယ်လीเนาะ ဟာဒီချင်းလေးထဲမှာနန်းပင်မျိုးစေ့ကျဲထားတာပါ။အိုးမြေကြီးတွေအကုန်လုံး၆ကုန်ပြီ။အဲဒါပေမဲ့အပင်လေးပေါက်နေတယ်။ဟုတ်မ။အိုးနေရာတော်တော်များများမှာအပင်လေးထွက်နေတယ်။ဒါဆိုရင်ရေဖြန်းပေးရပါမယ်နော်။နောက်ထပ်၅ရက်လောက်ကြာတဲ့အချိန်မှလာကြည့်လိုက်တော့ပြူးပင်ငယ်လေးတွေကအတော်ကိုမြင့်တက်လာတာကိုတွေ့ရပါတယ်ကြည့်ပါဦး ဒါကရေတဝဲမြေတဝဲစိုက်တဲ့နီးလေးကိုအန်တီနန်းကတင်ပြပေးချင်တာပဲဖြစ်ပါတယ်နော်ဟိုဒီမှာကြည့်ပါဦးသူ့အရဲ့အမြင့်လေးတွေလည်းထွက်နေပါပြီလို့နော်ဟောဒီတရွတ်၆လေးတွေကတော့အန်တီနန်းကနေပူလာမီတင်ထားတာပါအခုတော့ဟောဒီပြိုးပင်ငယ်လေးတွေကြီးထွားလာတဲ့အချိန်မှာလဲကြမသွားစေဖို့အတွက်ထိမ့်သိမ့်ပေးတဲ့အနေနဲ့ဒီတရွတ်လေးတွေကိုအပေါ်ကနေဖြူပေးပါမယ်ပြီးလို့ရှိရင်ရေကိုသွားကြီးလောင်းပေးလိုက်ရပါမယ်နော် ဟုတ်ဒီရေဘူးကိုအန်တီနာကတမျိုးထွင်ထားပါတယ်ဘူးရဲ့အောက်ခြေမှာအပေါက်လေးခုလိုဖောက်ထားတယ်ကိုရေလောင်းတဲ့အချိန်မှာမလွတ်အပ်ဘူးဆိုရင်ဘူးပေါက်လေးပိတ်ရင်ရေရက်မယ်ကိုအတုံးပြူလိုတဲ့အချိန်ပြန်ဖွင့်ရင် ခုလိုလေးတုံးလို့ရပါတယ်နော် အခုနောက်ထပ်ဟောဒီပလတ်စတိုက်အကိုင်းလေးနဲ့အမူလေးလုတ်ပေးပါမယ်။ဘာလို့အမူလုတ်လဲဆိုတော့အန်တီနန်းအိမ်မှာကငက်တွေအများများတယ်လေ။တူတူရဲ့အန်ဒရယ်ကကာကွယ်တဲ့တဘောပါပဲနော်။ပြီးရင်ဟောဒီကျွတ်ကျွတ်အိတ်အကြီးလေးနဲ့ဖုံးထားပေးမယ်။ဒါမှအပင်ကြီးထွားလာတာကိုမြင်ရမှာလေနော်။နောက်ထပ်15ရက်ရက်20လောက်ကြာတဲ့ချိန်မှာလက်ချီတော့အိုးအရန်ကိုဝမ်းတာပီတိဖြစ်ရပါတယ်လို့ကြည့်ပါဦးအပင်လေးတွေအရန်ကိုလှတယ်နော် သူရဲ့အောက်ခြေရဲ့အမြင့်လေးတွေလည်းအိုးတော့ဟိုရှည်လာပါပြီကြည့်ပါဦးအဖြူဖြူဖူးဖူးလေးနဲ့ဒီလိုရေနဲ့ဆိုင်တဲ့နီးကလူကိုအရန်တက်တာစေတယ်လीကြည့်ပါဦးအပင်လေးတွေကနေရောင်ချီလိုအပ်လားမလိုအပ်လားသူတို့တွေအားလုံးကနေရောင် ရှိတဲ့ဖက်ကူပဲစောင်းပြီးနေကြပါတယ်နော်အခုတော့အပင်လေးလေးအတော့ကိုကြီးထွားလာပြီဆိုတော့ဒီအရွယ်လေးမှာအာစီထည့်ပေးရမှာဖြစ်ပါတယ်အခုအန်တီနန်းတုံးတဲ့အာစီအရေက မြေဩဇာအရေး A နဲ့ B ဖြစ်ပါတယ်။ဘယ်လက်က A ပါ၊ညာဖက်လက်က B ဖြစ်ပါတယ်။အသုံးပြုတဲ့အချိန်မှာ A ကိုတဝက်ထည့်ရင် B ကိုလည်းတဝက်ထည့်ပြီးသုံးရပါမယ်နော်။ပြီးတော့တပတ်ဆယ်ရက်လောက်နေပြီးရင် Y ကိုပဲဖြည့်ပေးရမယ်။နောက်ထပ်ဆယ်ရက်လောက်ကြာပြီးတဲ့အချိန်မှာနောက်ထပ်ဒီမြေဩဇာကိုနောက်ထပ်တစ်ခေါက်ထပ်ထည့်ပေးရမှာဖြစ်ပါတယ်နော်။အခုစိုက်တဲ့နီးလေးကရေလောင်းစရာမလိုတဲ့စိုက်နီးလေးပဲဖြစ်ပါတယ်နော်။ နောက်ထပ်90ရဲ့လောက်ကြတဲ့အချိန်မှလာကြည့်လိုက်တော့ကြည့်ပါဦးအပင်လေးကအတော့ကိုကြည်ထွားပြီးတော့လပလို့နေတယ်အတိကပြောပြချင်တာတော့လေဒီရက်ပိုင်းမှာအဒီနန်းကကျမရေးအတွက်နဲ့3-4ရက်လောက်ခီးသွားရတယ်ပြန်လာတဲ့အချိန်မှအခုလိုလက်တွေ့တော့အရန်ကိုစိတ်ချမ်းသာရတယ်လေနော်ဒါလေးကိုအတိကပြောပြချင်တာပါနော်အခုတော့ခူးစားမဲ့အရွယ်လေးရောက်နေပြီမို့လို့ခူးပါတော့မယ်နော်ဟောဒီ ပူတီနာကလည်းအန်တီနန်းဆိုင်ထားတာပါ အခုပူတီနာကိုလဲခူးတယ်ပြီးတော့နန်နန်ပင်လေးကိုလဲခုလိုခူးတယ်ပြီးတော့မှဒီနေ့အန်တီနန်းကပြင်းလို့ခုလိုအကျော်လေးလှုပ်ရှားပါတယ်ကြည့်ရှုအားပေးကြသူများအားလုံးကို ကျေးဇူးထူးတင်ပါတယ်ရှင်မိသားစုမိတ်ဆွေများအားလုံးကိုကြားမှာစိတ်ချနာရှိကြပြီးလူရဆန္ဒများပြေဝကြပါစေလို့အန်တီနန်းဆုတောင်းပေးလိုက်ပါတယ်နော်